အလုံးဝမင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီနေ့ချူလေးကိုပေါ့နော်မက်ရှင်ကစ်ချင်ရနေပြီးတော့အာလက်ဆောင်ကိုပို့ပေးလိုက်တယ်ပေါ့နော်ဒီလိုမျိုးဆယ်မွန်အတုံးကြီးရငါးတုံးပို့ပေးလိုက်ပါတယ်ပြီးတော့ white star တွေလည်းလက်ဆောင်ထည့်ပေးလိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အဲတော့ white star အရန်ကြိုက်တော့ အလိုမျိုးပေါ့နော်ဝိုင်းစတိုင်ရှိတဲ့နေရာကြီးပသွားပြီးစားနေရတဲ့ကောင်မလေးအတွက်အိမ်အထိဝိုင်းစတိုင်လာပို့ပေးတဲ့အတွက်မက်ရှင်ကစ်ချင်ကိုကျေးဇူးများတင်ပါတယ်အဲ့တော့သူကဝယ်လေသွားစရာရှိရဲဆိုတော့အကုန်လုံးတော့မစားသေးဘူးသူနည်းနည်းတော့စားမယ်မနေနိုင်လို့ပါအင်းဘွားတော့ ဂျပန်စတိုင်စားရတာပေါ့နော်အမလေးရှိတယ်မှာဆိုတော့အဆင်ပြေတယ်လို့လေးပဲစားလိုက်မယ်နော်ဟွန်း soy sauce တွေနဲ့တွေ့လိုက်ပါမယ်ဒီတော့อืมอืม အဲဒုတိယတလုံးစာမယ်နော်အဲဒုတိယဒီကောင်ဆိုတထိုင်နေနဲ့အဲပိုင်းကြီးကြမှာလားလုံးအစိတ်တပ်စားနိုင်တယ်ဗောနော်ဒါနဲ့အလုံးအစိတ်လောက်စားနိုင်နေဆိုတော့ပြည့်တာဒီက wine star တော့မဟုတ်ဘူးလင်းစီလာတဲ့ wine star တွေပေါ့နော် y you see that White star la no? ရှိပါလေပိတ်တက်ကအများကြီးဆိုတော့အိမ်မှာတော့ပောက်ခရရီရှောက်ပြောလို့မရဘူးပေါ့နော်ဒါမဲ့ဆယ်မုံအကိတ်ကြီးစားပါမယ်ဒါကဥမာနေရစိုင်းပေါ့နော်ဘယ်တော့မှတီးပြီးတော့မမအတုံးလိုက်မှာတော့တုံးလိုက်စားပါမယ်ကျွေးပါတယ်စားကြပါဦးอืม อืมဒီဆဲမောင်ငါးကိုအစိမ့်တစ်မျိုးပဲစားတယ်အဲ့လိုချက်တာတို့ gray တာတို့လုံးဝမစားပြောက်ကြီးတို့အရင်ညီရကိုပြောတာနော်ကိုပြောတာဒီတိုင်းဆိုရင်မညီဘူး젤리လုံးလေးတော့ထွတ်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 อืม ဖြစ်နိုင်တော့လေပြီးတော့အစိမ့်ကြီးစားရခါရန်ဂျပန်အရက်ဖြစ်ဖြစ်อืมဆိုဂျူဖြစ်ဖြစ်အဲ့လိုမျိုးနဲ့တွဲပြီးတော့စားတဲ့နဲ့အဲ့ဆိုတခါကြီးကြက်သွားတယ်ဘိုက်ခဲရောက်တော့ဟိုကတောက်တမမဟုတ်တော့တောက်တော့နော်ဘာရေအောင်ကြက်ဝအောင်ခဏညအောင်မဟာဗီဇာလိုက်မယ်နော် ไปสั่นอยู่หลังเนี้ยตาตรงมั้นอืมเฮ้ยมารีมาไว้ที่เนี่ยอืมถ้าอย่างนั้นก็มีอันนี้เต็มซาวเนาอ ဒါပင်လေရဲ့အကောင်ကိုပိတ်မဲ့တာဒါဘာလဲဆိုတော့ဘာလဲမစ္စတာဝင်းစားတဲ့ white star လေးကြည့်ရမယ်ကြည့်ဘူးတယ်မလားမစ္စတာဝင်းစားရတယ်စကားရည်တယ်မှာအဲမစ္စတာဝင်းစားတဲ့ white star ဒါတော့ကပွဲသွားမှာရမ်းကတ်နေရအဲဟိုအစားကိုငန်းနေရအဲဒါပြီးရင်သွားလိုက်ပါအောင်ရှင် Trên 17 Ai chị vậy Review sinh xa đi tiền ha ý nghĩa cô chết rồi đấy အများကြီးစားရင်ဖိုက်ဖက်နေမှာဆိုတော့နည်းနည်းလေးစားပြီးတော့သွားလိုက်ပါဦးမယ်ဒီအများကြီးမယ်နော်အစိမ်းစားရတာမကြိုက်တဲ့လူတွေတော့မကြည့်ပါနဲ့ကျေးဇူးတင်ပါတယ်